မင်္ဂလာပါဒီနေ့မှာတော့ Gisan Emerald Shopping Center ထဲမှာရှိတဲ့ Gisan Village ဆိုတဲ့နေရာလေးကိုတရောက်လည်ပတ်ခဲ့ပါရခင်ဗျာဒီနေရာလေးဟာဖလုံချစ်ပူရနာမှာတည်ရှိပြီးတော့ shopping ထွက်ချင်သူများအတွက်လည်းတော်တော်လေးအဆင်ပြေပါတယ်ကျွန်တော်ကအဲ့ဒီနေရာမှာအဓိကလည်ပတ်ခဲ့တာကတော့ Louis Vuitton ရဲ့ brand အယောင်ပြကန်ဖြစ်ပါတယ်ခင်ဗျာဒီ Louis Vuitton ရဲ့အယောင်ပြကန်ထဲမှာဘာတွေရှိတယ်လဲနဲ့အမှတ်တရဖြစ်စေဘာတွေကြည့်ရမလဲဆိုတာကိုကျွန်တော်တို့လက်ကြည့်ပါအောင်ခင်ဗျာ ဒီ Louis Vito ရဲ့အရောက်ပြကန်ကိုသွားလေ့လာရင်တော့အခန်းကားကန်ခွဲပြီးတော့လေ့လာရမှာဖြစ်ပါတယ်။ပထမဆုံးအခန်းကတော့ AV Detector တွေကိုလိုက်ကောင်းပုံတံပြုတ်လုထားပြီးတော့ AV ရဲ့တကယ် treatment ဖြစ်တဲ့ Detector တွေနဲ့အလှဆင်ထားတာဖြစ်ပါတယ်။ဒီနေရာလေးကမီးအောင်စုံလေးလဲပြောင်းပြီးတော့ဓာတ်ပုံလေးရိုက်လို့ကောင်းဗီဒီယိုရက်ကော့လေးကောင်းကောင်းလုပ်လို့ရတဲ့နေရာလေးဖြစ်ပါတယ်ခင်ဗျာ ဒုတိယအခန်းထဲဝင်သွားရင်တော့ AV ရဲ့တမန်းချောင်းတွေကိုရှင်းပြထားတဲ့အခန်းလေးကိုရောက်သွားမှာဖြစ်ပါတယ်။ဒီအခန်းထဲမှာတော့ AV ရဲ့ရှေးကျတဲ့တမန်းတွေဘယ်လိုထုတ်လုပ်ခဲ့တယ်၊ဘယ်အချိန်မှာထုတ်လုပ်ခဲ့တယ်နဲ့ရှေးကျတဲ့အိတ်ပုံစံအချို့ကိုတွေ့ရှိရမှာဖြစ်ပါတယ်ခင်ဗျာ။ဒီခန်းထဲမှာဒီ AV ရဲ့အကြောင်းတွေကိုလေ့လာရင်းနဲ့ AV brand ကဘလောက်ထိ quality ကောင်းနေလဲကျွန်တော်မြန်မာနိုင်ငံကတရုတ်ဆောင်စမိုင်းအပါအဝင်တကဘာလုံးကတထည်တွေနဲ့ဆယ်လီတွေကဘာကြောင့်ဈေးရန်ကြီးရဲ့ဒီ brand ကိုမမမမောအသုံးပြုကြလဲဆိုတာကိုနားလည်စီမှာဖြစ်ပါတယ်။ တတိယမြောက်ပြခန်းနဲ့ဝင်မယ်ဆိုရင်တော့ AV ရဲ့ iconic bug တွေကိုပြသထားပြီးတော့ဒီ8တွေကိုထုတ်လုပ်ခဲ့တဲ့နှစ်အလိုက်ထူးခြားပြီးတော့ဈေးအကြီးဆုံးနဲ့အလားဆုံး8 22တလုံးရဲ့ ready to wear ready made ဝတ်စုံနှစ်စုံကိုပါပြသထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်ခင်ဗျာဒီ8တွေကဘလောက်တောင်လှပြီးတော့ဘလောက်တောင် iconic ဖြစ်တယ်လဲဆိုတာကိုကျွန်တော်တို့တူတူလိုက်ကြည့်ပြပါအောင်နော် ဒီအိတ်တွေက iconic လည်းအရန်ဖြစ်တယ်ပြီးတော့ဈေးကလည်းအရန်ကြီးရအတွက်ကြောင့်ထပ်ပြီးတော့လည်းဒီလိုအိတ်ပုံစံမျိုးတွေထပ်ပထုတ်လို့တဲ့အတွက်ကြောင့်ကျွန်တော်တို့ကထပ်ပြီးတော့ဝယ်နိုင်တော့မှာမဟုတ်ပါဘူးเนาะအားကြောင့်ဒီပြာကန်လေးကိုရောက်တဲ့အချိန်မှာပဲဒီအိတ်တွေကိုတဝါကြီးကြီးခဲ့ပါလို့ကျွန်တော်ကအကြံပေးပြရစီခင်ဗျာ လုတ်ထမြောက်အခန်းလေးကတော့ artist တွေနဲ့ collaboration လုပ်ထားတဲ့အခန်းလေးဖြစ်ပါတယ်ဒီအခန်းလေးထဲမှာတော့အိမ်ပေါင်း184အိတ်ကို animation တွေနဲ့ပြသထားပြီးတော့ဈေးအကြီးဆုံးနဲ့ limited အဖြစ်ဆုံးအလှဆုံးအိတ်တွေကိုအလဲကျပြောင်းပြောင်းပြီးတော့ပြသထားမှာဖြစ်ပါတယ်ဒီအိတ်တွေကနာမည်ကြီးဒီဇိုင်နာတွေကဘာကျော်အဆူရော်တွေဥပမာကိုရီးယားအဆူရော်တွေဖြစ်တဲ့ Blackpink တို့ BTS တို့လိုအဆူရော်တွေနဲ့တရုတ်ဆောင်တွေနဲ့ပူးပေါင်းပြီးထုတ်ထားတဲ့အိတ်တွေဖြစ်လို့ကမ္ဘာအစည်းအကြီးဆုံးအိတ်တွေလည်းဖြစ်ပါတယ် ြည်စမမျိုးဖြစ်တဲ့နောက်ဆုံးအခန်းလေးကတော့ဘန်ကောက်ရဲ့ trademark ကို inspire ယူထားပြီးတော့လက်ဆောင်ယူလို့ရတဲ့အခန်းလေးဖြစ်ပါတယ်။ဒီအခန်းလေးထဲမှာတော့လက်ဆောင်ပစ္စည်းတချို့ထည့်ယူနိုင်မှာဖြစ်ပြီးတော့ postcard လေးတွေနဲ့ခဲရံလေးတွေကိုရရှိမှာပဲဖြစ်ပါတယ်။အခုမြင်တွေ့နေရတဲ့တက်ဆက်ခရီးလေးကိုနှိပ်ပြီးတော့ကိုယ်ရံကန်ဆိုင်ရမှာဖြစ်ပါတယ်။ကိုက postcard ရမှာလားနှစ်ဖက်လက်ခဲရံလေးရမှာလားတော့ကိုယ့်ရဲ့ကန်ပေါ့နော်။ကျွန်တော်ကတော့ postcard လေးတွေရခဲ့ပါတယ်ခင်ဗျာ။ အခုလိုအောက်ထပ်မှာ AV ရဲ့တမိုင်းနဲ့ limited 8တွေကြောင်းလေးလာပြီဆိုရင်တော့အပေါ်ဘက်ကိုတက်ပြီးတော့အခုလက်ရှိ AV ရဲ့နောက်ဆုံးပေါ်ဒီဇိုင်းတွေနဲ့ပစ္စည်းအမျိုးမျိုးကိုဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ဒီ AV showroom နဲ့ဝင်မယ်ဆိုရင်တော့ပုံမှန်ကုန်တက်တွေသွားသလိုသွားလို့မရဘူး booking လုပ်ရပါတယ်။အရင်ဦးဆုံး Google မှာ AV The Palace Bangkok ဆိုပြီးရှာမှာဖြစ်ပါတယ်။အဲ့ဒါပြီးရင်တော့နောက်တစ်ဆင့်မှာရက်ချင်းကိုရွေးရမှာဖြစ်ပါတယ်။ရက်ချင်းရွေးပြီးသွားပြီဆိုရင်တော့လူဦးရေရွေးရမှာဖြစ်ပါတယ်။လူဦးရေကတစ်ခါသွားရင်9ရက်ထိသွားလို့ရပါတယ်။လူဦးရေရွေးပြီးသွားပြီဆိုရင်တော့ကိုယ့်ရဲ့နာမည်ရီ email ိစ္စတွေထည့်ရမှာဖြစ်ပါတယ်။နံပါတ်ရေအီးမေးလ်တွေရေးပြီးသွားပြီဆိုရင်တော့ဖုန်းနံပါတ်ထည့်ရမှာဖြစ်ပါတယ်။ဖုန်းနံပါတ်ရေးပြီးသွားပြီဆိုရင်တော့အောက်မှာမေးထားတဲ့ဟာလေးတွေကို yes တီပါတယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင် research ticket ကိုရွေးလိုက်လို့ရှိရင်ကျွန်တော်တို့တော်ရောက်လည်ပတ်လို့ရပါပြီခင်ဗျာ။ MV show room ကိုသွားလဲပြီးတော့ဈေးလေးကိုကြည့်ပြီးတော့ခေါက်ကိုက်သွားလို့ strawberry ဖြော်လေးတောက်လိုက်ပါတယ်။အဲဒီနောက်မှာတော့ MPK ကိုသွားခဲ့ပြီးတော့ MPK ရဲ့အောက်ဆုံးတန်းမှာ dinosaur ပြာကန်းလေးရှိရဲ့ဆိုလို့ထပ်မံသွားရောက်လဲဖက်ခဲ့ပါသေးရဲ့ခင်ဗျာ။ဒီ dinosaur ပြာကန်းလေးကသူ့အချိန်နဲ့ရက်တင်ပြတာဖြစ်ပြီးတော့တကယ် dinosaur ခစ်တဲ့ကိုရောက်ရှိသွားသလို dinosaur အစစ်တွေနဲ့တွေ့ရသလိုခံစားရစီမှာဖြစ်ပါရဲ့ခင်ဗျာ။ အခုဒီဗီဒီယိုကြည့်နေတဲ့အချိန်မှာတော့ဒီတနော်စောတွေကမရှိတော့ဘူးပေါ့နော်ကျွန်တော်တော့တော့တော့သူကရက်ချင်းနဲ့ပြတာဆိုတော့အဲ့ဒီရက်အတိုင်းတော့ရှိနေသေးရပါဘောခင်ဗျာဒိုင်နိုဆောပြာကန်ထဲမှာတော့ဒိုင်နိုဆောတွေကတကယ်သက်ရှိတွေလို့လှုပ်ရှားနေမှာဖြစ်ပြီးတော့ဓာတ်ပုံရိုက်လို့လည်းကောင်းဗီဒီယိုလည်းရိုက်လို့ကောင်းတဲ့အနေအထားလေးဖြစ်ပါတယ်။ကို့မှာတတမမီတွေရှိရဲ့ဆိုလို့ရှိရင်လည်းဒိုင်နိုဆောတွေနဲ့လာပြီးတော့ဆော့လို့ရဖို့အတွက်ခေါ်လာလို့ရပါတယ်ခင်ဗျာ။ ျွန်တော်လည်းပဲဒိုင်နိုဆောပြကန်ထဲမှာမကြီးမငယ်နဲ့ခလေးလုပ်ခဲ့ပါသေးတယ်။ဒိုင်နိုဆောစကားတွေကိုစွစွလန်လန်ကြီးခဲ့ဘူးတဲ့သူဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်လည်းဒီဒိုင်နိုဆောပြကန်တွေကိုလည်းအောင်လက်ပတ်ရတာတော်တော်လေးကြိုက်ပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့ဒီနေ့တာ AV showroom ကိုသွားတာနဲ့ dinosaur ပြာကန်သွားတာကိုတော့ရောက်လက်ပတ်ခဲ့တာကိုအတူလိုက်ပါစီမျောပေးရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ် vlog တွေမှာပြန်လည်ဆုံတွေ့ပါအောင်မယ်ခင်ဗျာအားလုံးပဲတက်တာပါ